မန်ယူအသင်းဟာလာမယ့်နေ့မှာအသင်းလူငယ်ကစားသမားမိန်နူးကိုရောင်းထုတ်မယ်လို့သတင်းထွက်ပေါ်နေပါတယ်။မန်ယူအသင်းဟာဘန်ဒါရေးပြဿနာနဲ့ပရီးမီးယားလိရဲ့ PSR စီးမြင်တွေကြောင့်လာမယ့်နေ့ရသည်မှာကစားသမားအသစ်တွေခေါ်ယူမယ်ဆိုပါကအသင်းမှာရှိတဲ့ကစားသမားတွေကိုအရင်ရောင်းထုတ်ရမှာဖြစ်တယ်လို့သိရပါတယ်။မန်ယူအသင်းဟာလာမယ့်နေ့ရသည်မှာအငှားချထားတဲ့ Rashford, အန်တိုနီဆန်ချိုတို့အပြင်ကက်ဆီမီရိုကိုပါရောင်းထုတ်ဖို့စီစဉ်နေပြီးအသင်းနဲ့အစားချုပ်တက်တန်းကုံဆုံးကြမဲ့အယ်ရီဆန်နဲ့လင်ဒီလော့ဖ်တို့ကိုလည်းထွက်ခွာခွင့်ပေးဖို့ရှိရလို့သိရပါဗျာ။ ဒါပေမဲ့ Man U အသင်းဟာကစားသမားတစ်တွေခေါ်ယူနိုင်မှုအတွက်ရမငွေပုံမရရှိဖို့အသင်းငယ်မွေးချန်ပေါက်ကစားသမားမိန်နူးပေါ်ပါရောင်းထုတ်မယ်လို့ Britain media တွေကဖော်ပြခဲ့ပါတယ်။အသက်16နှစ်အရွယ်ရှိတဲ့အင်္ဂလန်လူငယ်ကစားသမားမိန်နူးဟာ Man U အသင်းနဲ့2028ခုနှစ်မှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုဖို့အတွက်တပတ်လစာပေါင်သသိန်းခွဲတောင်းဆိုထားတယ်လို့သိရပါတယ်။ လက်ရှိမှာမိန်နူးကိုခေါ်ယူဖို့မန်ယူအသင်းရဲ့ပရီးမီးယားလိပြန်ပတ်ချက်စီအသင်းကစိတ်ဝင်စားနေတယ်လို့ဥရောပထိပ်တန်းအသင်းတချို့ကလည်းအခြေအနေကိုစောင့်ကြည့်နေကြတယ်လို့သိရပါဗျ။